မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးအမှုပညာအမိခံစစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုရန်ကုန်ယူဂျီအဖွဲ့၅ခုကပူးရဲကြေညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အနုပညာအမိကန်အကျန်းဖန်စစ်တပ်လက်ကင်တုံးများကိုပြင်းထန်စွာအရင်းယူဆောင်ရွက်သွားမည်ဟုရန်ကုန်ယူဂျီအဖွဲ့၅ခုကအောက်တိုဘာ28ရက်နေ့မှာပူရဲဂျင်ညာချက်တစောင်းထုတ်ပြန်လိုက်ပါတယ်။အကျန်းဖန်စီအုပ်စု၏အထုရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လှန်နေသောလူငယ်တုကိုစော်ကားခြင်းလူမှုအရေးတော်ပုံကိုပုံဖြတ်ကအမန်တကယ်စိတ်ရဆိုးမှုကျူးလွန်နေသောလူမှု၏အသက်အိုးအိမ်ကိုမိရှို့ဖျက်ဆီးနေသောတပ်ဖြတ်နေသောအကျန်းဖန်စီအုပ်စုဘက်မှစိတ်ရဆိုးမှုများထပ်မံကျူးလွန်အောင်ထောက်ခံ င်ပြီးအားပေးအမြောက်ပြုလုပ်နေသောအညံ့ဆောင်အဖြစ်ဆောင်ဝါရဖြန့်အမှုပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်ထိုအမှုပညာအမိခံစစ်တပ်လက်ကင်တုံများဖြစ်သောနေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်ချူလီမင်းမြင့်မို့အောင်ခိုင်ငက်ပြောကျော်အောင်တိုနိုင်လင်းသွက်လက်စူပါလင်းမင်းညို အုတ်ကာပြန်ရီရဲရင်ရောပြောအောင်စင်ဖြိုးစတဲ့လူလူနဲ့နိုင်ငံအပေါ်ပြည့်ရည်ဖြူစော်ကားသည့် ိုင်ငံတော်အပေါ်ပြည့်ရည်ပြူစောကားသည့်အညံ့စာအပြင်စာဝါဒဖြင့်အမှုပညာရှင်များကို boycott and social punishment ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်ရန်ကုန်ယူကြီးများကပြည်သူလူထုတရက်လုံးသို့နှိုးဆော်ထားပါသည် တော်လန်ရီတွင်ပြည်သူကတာဝန်ကြီးတကယ်တော့ရန်ကုန်ယူကြီးများအနေဖြင့်အညံ့ဆောင်းဝါရဖြင့်အမှုပညာရှင်များ၏အချက်အလက်များကိုရရှိထားပြီးလူမှုနှင့်ရေးတော်ပုံကိုစောကားခဲ့သည့်ထိုသူတို့၏နောက်ဖြစ်လာမည့်ကိစ္စအရေးရက်ကိုပြည်သူလူထုတရားစီရင်ခံဖြင့်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမည်ဖြစ်ကြောင်းသိရပါသည်။အဲ့ဒီကောင်တွေကညီသူကိုမစိုးတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ။ အဲ့ဒီကောင်းနေတဲ့ကမြို့သူကိုမဆိုတွေ့တဲ့နေရာမှာရှင်လင်းတိုက်ခိုက်သွားမှာပါအချက်လက်တွေစုဆောင်းနေတာတွေလည်းရှိပါတယ်သူတို့ရုပ်ရှင်လောကသားတွေတဲကနေလည်းသူတို့သတင်းတွေကိုဆက်မပြတ်ပို့ပေးနေတဲ့သူတွေလည်းရှိပါတယ်ကျွန်တော်တို့ယူကြည့်ရကြ ပြည်သူတွေပေါ်မျက်နှာမူပြီးရက်တီကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့မိသူမဆိုကျွန်တော်တို့ရန်သူပါပဲဟုရန်ကုန်အမီဝိုင်အီမှတာဝန်ရှိသူတို့ကဆိုပါတယ်အဆိုပါပူးတဲ့ဂျင်ညာချက်ကိုရန်ကုန်မြို့တွင်စစ်တပ်တပ်ဆွဲထားသောနေရာများကိုပြစ်မှတ်ထားတိုက်ခိုက်နေသည့်ရန်ကုန်အမီဝိုင်အီတက်ရှယ်ရို Operation Flame OF မာဒါဆန်ရန်ကုန် force နဲ့ broken system တို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်တည်ဆက်ပေးမယ့်တရင်ကြောင်းကတော့စစ်တပ်ဝါရပြန်ဆက်ကရိုက်ကူးသူတွေပြည်သူတွေရဲ့ဝိုင်းကော့တဲ့အပြင်းထန်ခံနေရဆိုတဲ့တရင်ကိုတည်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ဝါရပြန်ဆက်ကရိုက်ကူးပေးတဲ့တင်ဥဆောင်တွေဟာပြည်သူတွေရဲ့ဝိုင်းကော့ပြုလုပ်မှုကြောင့်သူတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်ဖျက်သူတွေရှိတယ်လို့တချို့ကလည်းမှတ်ချက်ရေးသားတဲ့ comment တွေပိတ်ထားကြပါရယ်။စစ်တပ်ရဲ့ဝါရပြန်ဆက်ကမှနေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်ချူလေးနဲ့မင်းမြင့်မော်တို့အဓိကပါဝင်တင်ဥဆောင်ထားတာဖြစ်ပြီးဒေါ်လာရေးတိုင်ဝမ်ကသူတို့ ကိုဝိုင်းကော့ပြုလုပ်ဖို့အတွက် Facebook link တွေနဲ့ဒူတင်ပေးခဲ့တာပါပြည်သူတွေကစစ်ကောင်စီရဲ့ဝါရပြန်ဆက်ကရိုက်ကူးတဲ့ပေါ်ဝေဖန်တဲ့မှတ်ချက်တွေရေးသားခဲ့တာကြောင့်ဂျူလီကအကောင့်ဖြတ်ထားသလိုနေဝင်းနဲ့မင်းမြင့်မို့တို့က comment ပိတ်ထားခဲ့တာပါနေတို့ကတော့ဝေဖန်တဲ့မှတ်ချက်တွေကိုဖျက်ပစ်တယ်လို့ Facebook အသုံးပြုသူတချို့ကရေးသားထားပါတယ်ဒီဇက်ကားမှာပါဝင်သူတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝါရဖြန့်ယုံတယ်မဟုတ်ပဲပြည်သူ့ဘက်တော်သားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ CRM တွေရဲ့ဖြစ်တည်မှုကိုပါဇက်ကလုံးတွေနဲ့စော်ကား ားထားတာကိုတွေ့ရပါတယ်ပြည်သူတွေဘက်ကတော့ဒီဇက်ကောင်းမှာပါဝင်သူတွေကိုဘွိုင်းကော့ပြုလုပ်ရမှာရှော့မပေးပဲထိထိရောက်ရောက်လို့ဖို့တောင်းဆိုထားပါတယ်ဘွိုင်းကော့ပြုလုပ်ရမှာလဲသူတို့ရဲ့အကောင့်တွေမှာဝေဖန်တဲ့မှတ်ချက်ရေးတာလောက်နေတဲ့ရက်မသွားပဲ unfollow block ပြုလုပ်ဖို့လိုတယ်လို့တိုက်တွန်းထားပါတယ် ထမင်းလေးသုံးနဲ့စားဖို့များကွာထိတ်ထိတ်လန့်လန့်မစားရအောင်ညအိတ်ကောင်းချင်းအိတ်ရအောင်အမှုပညာလောကထွက်ပြီးအပြင်စည်းပွားရေးလှုပ်ရှားဖို့မင်းတို့ကလည်းအမှုပညာနဲ့ငွေရချောင်းနေတော့အပြင်ကိုလုံးမစားကြတော့ဘူးတခုတော့ရှိတယ်ပြည်သူအမပိတ်ရင်မင်းဘာလို့လို့မအောင်မြင်ဘူးလို့စိတ်ကောင်းစီဝါရပြန်ဇက်ကားရိုက်တဲ့ပုံမှာပြိသက်တို့ကဝေဖန်ထားပါတယ်ဆဲလဲမထူဘူးဆိုတာမဟုတ်ဘူးထူးတယ်ဒီကောင်တွေက ချစ်လိုက်တာဆိုတာညီချင်းကြားချင်တဲ့ကောင်တွေလို့ပြည်သူတို့ကလည်းမှတ်ချက်ပေးပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ရေကြီးနဲ့ကျုံပြောတွင်စစ်ကောမရှိအထုရောင်ရွှေကောက်ပွဲကိုစိတ်ဝင်စားသူမရှိစက်တဲမှုများကြောင့်မဲစင်းကြီးစုသူမရှိသလောက်နေပါတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အေယံရီတိုင်းရေကြီးမြို့နယ်နဲ့ကျုံပြောမြို့နယ်တို့ရှိဒေသခံများသည်စစ်ကောင်ရှင်ပြုလုပ်မည်အထူးရောက်ရွှေကောက်ပွဲကိုစိတ်ဝင်စားမှုမရှိကြောင်းဒေသခံများထံမှသိရပါသည်။ချက်တဲမှုများရှိနေသည့်မြို့ကများသည်ရဲကွက်အုပ်ချုပ်ရေးမှုရုံးများတွင်ကတ်ထားသည့်မဲဆင်းများကိုလာရောက်ကြည့်ရှုသူမရှိသလောက်နေပါသည်ကိုတွေ့ရကြောင်းစစ်ကောင်ရှင်နှင့်ဤဆက်သူများထံကသိရပါသည်။သူတို့ရွှေကောက်ပွဲစိတ်ဝင်စားဖို့နေနေသသောသူတို့အာနာသိန်းကလေးကကြက်လိုက်တဲလိုက်တာစားဖို့တောင်းအဆင်မပြေ စားဖို့တောင်မှအဆင်မပြေကြဘူးဒါရီကိုအေးတူယူသွားမကြည့်နိုင်ပါဘူးဒီရွေးကောက်ပွဲကိုလုံးဝမကြည့်နိုင်ကြဘူးဟုကျုံပြောမျိုးရှိဒေတာကန်တူကပြောပါရယ် သူတို့ရွေးကောက်ပွဲကိုစိတ်ဝင်စားဖို့နေနေတတ်တော့သူတို့အာနာတိန်ကလေးကကြက်တဲလိုက်ကြတာစားဖို့တောင်အဆင်မပြေကြဘူးဒါရီကိုရေးတူယူသွားပြီးမကြည့်နိုင်ပါဘူးဒီရွေးကောက်ပွဲကိုလုံးဝမကြည့်နိုင်ကြပါဘူးဟုချုံပြောမျိုးနေရှိဒေတာကန်တို့ကပြောပါတယ်ဒေတာကန်များစိတ်ဝင်စားမှုနေပါသည့်အပြင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုများတွင်လည်းပြဿနာများပေါ်ပေါက်နေကြောင်းသိရပါတယ်စစ်တပ်ထောက်ကန်တို့နန်းစီရန်ဆရာဆရာမအချို့နဲ့ဒေတာကန်ချို၏အမည်များမဲစင်းတွင်ပါဝင်ခြင်းမရှိသည့်အတွက်ခြေရအုပ်ချုပ်ရေးမှုများကိုအမည်စင်းများပြန်လည် ဖြည့်ဆွက်ရန်ညွှန်ကြားထားကြောင်းသိရပါသည်။ထို့အပြင်ရေကြီးနှင့်ဂျုံပြောမြို့နယ်တို့မှနန်းစီဒီယန်ပညာရေးဝန်ထမ်းချုပ်သည့်စစ်ကောင်မရှင်ရွေးကောက်ပွဲအတွက်ဂျောင်းဝင်းတွင်မဲဆွေစည်းရုံးနေသည်ကိုလည်းတွေ့ရှိရကြောင်းဒေသခံများကဆိုပါသည်။ ။ AR တိုင်းတွင်စစ်ကောင်မရှင်ကအသစ်ပြန်လည်ဖွဲ့စည်းထားသော KI ချို့တွင်ပြီးခဲ့တဲ့စက်တင်ဘာလမှစတင်က electronic မဲပေးဆက်ဖြင့်မဲပေးတရုပ်ပြမှုများပြုလုပ်ခဲ့ပါရ။မဲယုံတရုံကိုမဲပေးဆက်သုံးလုံးထားရှိမည်ဖြစ်ပြီးဒေတာကံများကိုမိမိအမည်မဲဆင်းမှပမပါလေးလေးစားစားသွားရောက်ကြည့်ရှုရန်ခိုင်းစေထားကြောင်းစစ်ကောင်မရှင်နှင့်နှိစက်သူထံကသိရပါရ။ စစ်ကောင်မရှင်လောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC က၎င်းတို့၏ရွေးကောက်ပွဲအတွက်မဲဆွေစည်းရုံးရေးကာလရပ်ပေါင်း60ကိုအောက်တိုဘာ28ရက်မှဒီဇင်ဘာ26ရက်ထိဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စေကောင်းဆောင်ကရွှေပြောင်းပြည်သူများတိုင်းနဲ့ချီပြီးပါဝင်မှုမရှိသင့်2024သကောင်စင်းရဲ့အပေါ်ဂုံယူချောင်းကြီးညာဒီဇင်ဘာအတူရောက်ရွေးကောက်ပွဲအတွက်အားပြုမိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတကာ၏ပံ့ပိုးကူညီမှုမရဘဲငွေချေတန်းပေါင်းများစွာကုန်ကျခံ၍ကိုထူကိုထကောက်ယူခဲ့သည့်2024ခုနှစ်လူဦးရေနှင့်အိမ်ချောင်းရာသကောင်စင်းမှာနိုင်ငံအတွက်ဂုံယူရမည့်ကိစ္စရပ်ဖြစ်ကြောင်းစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားလိုက် လိုက်ပါတယ်။ထို့အပြင်လာမယ့်ဒီဇင်ဘာအတွင်းပြုလုပ်မည့်ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်ပါအထောက်အကူပြုနေသည်ဟု၎င်းကထည့်သွင်းပြောဆိုခဲ့ပါတယ်။အဆိုပါ၎င်းစီရင်၏ပြည်တော်စုအစင်းခန်းစာထုတ်ပြန်ခြင်းကဏ္ဍကိုဇန်နဝါရီအောက်တိုဘာ29ရက်ကနေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီတကောင်စီကောက်ယူမှုကိုပြည်ပအကူအညီမပါဘဲပြည်တွင်းအားနဲ့အောင်မြင်အောင်ဆောင်ရွက်ခဲ့ရတဲ့အတွက်နိုင်ငံအတွက်ဂုဏ်ယူရမယ့်အမျိုးသားရေးလုံငန်းစဉ်အောင်မြင်မှုတစ်ရပ်ဖြစ်တဲ့ကမ္ဘာလေမာလေတမိုင်းမတိုင်စိုက်ထူနိုင်တဲ့ဟုစေကောင်းဆောင်ကပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံအတွင်းလွတ်လပ်ရေးမရမီနဲ့ရပြီးနောက်1983 1983 2014စသဖြင့်တကောင်စီများကောက်ယူခဲ့ပူတော်လဲအာဏာသိမ်းပြီးနောက်စစ်ကောင်မရှင်ကကောက်ယူတဲ့2024ခုနှစ်တကောင်စီကိုမှကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကအတိမတ်မပြု ကြောင်းသိရပါတယ်ထို့အပြင်မြေပြင်တွင်တိုက်ပွဲများကြောင်းပြည်သူတင်းချီရွှေပြောင်းနေထိုင်နေရသောအချိန်ကာလတွင်ကောက်ယူခဲ့ခြင်းဖြစ်ရာအဆိုပါဆိုင်ရင်သည်နေမြေဒေသအများပြားကိုလွှမ်းခြုံနိုင်မှုမရှိဘဲ၎င်းတို့ခံမှန်းထည့်သွင်းထားတဲ့လူရည်သည်လည်းမြေပြင်နှင့်ကွဲလွဲနေကတိကျမှန်ကန်မှုမရှိကြောင်းသိရပါတယ်ထို့သောစစ်ကောင်းဆောင်ကမူလာမေဒီဇင်ဘာ28ရက်မှာပြုလုပ်မည်အတူရောင်ရွှေကောက်ပွဲအောင်မြင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့မဲဆန္ဒရှင်စင်းများဆောင်ရွက်ရာမှာ2024သကောင်စင်း၏လူရည်ကိန်းကနန်းများ များကအထောက်အကူပြုနေသည်ဟုပြောဆိုခဲ့ကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ထားပါသည်။ထို့ပြင်၎င်း၏စစ်မှုရန်ဥပဒေကြောင့်လူငယ်များထိခိုက်ဒေဆုံမှုနှင့်ရွှေ့ပြောင်းသွားလာမှုများရှိနေတော်လဲလူငယ်လူရွယ်ဥယျာဉ်သည်ယခုများပြားနေစေဖြစ်၍တနည်းအားဖြင့်လူဥယျာဉ်စုလက်များရရှိနေစေကာလဖြစ်ကြောင်းကိုလည်းစစ်ကောင်ဆောင်ကထည့်သွင်းပြောဆိုသွားကြောင်းသိရှိရပါသည်။